မကွေးတိုင်းဒေသကြီးတရက်ခိုင်ကံမမြို့နယ်ပြည်ကံမကာလမ်းမှာခီးတရင်ရင်ဒစီတိမ်မမှုကြောင့်လူသုံးဦးသေဆုံးခဲ့လို့သိရပါတယ်။ပဲခူးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးအကြားမကွေးတိုင်းဒေသကြီးအဆက်ကြောက်ထစ်ကုန်းစင်မှာမေလ၁၂ရက်နေ့ညနေပိုင်းကပြည်ကံမရွှေကျွန်းသားရင်လိုင်းကရင်ဒစီတိမ်မောက်ခဲ့တာဖြစ်ပါတယ်။အဲဒီရင်ဟာဆိုင်ကယ်ကိုရှောင်ရံကနေဘရိတ်ပေါက်ပြီးတိမ်မောက်ခဲ့တာဖြစ်တယ်လို့ကုညီကေစေးဆောင်ရွက်ပေးခဲ့တဲ့ဒေသခံတွေကပြောပါတယ်။ ဆိုင်ကယ်ကိုရှောင်လိုက်စင်မှာအစင်းကလည်းများတဲ့အတွက်ဘရိတ်ပေါက်ပြီးမှောက်သွားတာဖြစ်ကြောင်းကူညီဖို့ရောက်ရှိသွားချိန်မှာအဖွားတဦးဟာသွေးတွေများပြားပြီးအသက်မရှိတော့ကြောင်းဒါရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ကြောက်ထစ်ကျေးရွာကဥခင်ဦးကပြောပါရယ်ရင်းတိမ်မှမှုကြောင့်အသက်55နှစ်အရွယ်အမျိုးသမီးတဦးအသက်35နှစ်အရွယ်အမျိုးသားတဦးတို့မှနေရာမှာပဲတည်ဆုံသွားခဲ့ပြီးအမျိုးသမီးတဦးကတော့ကဲမမြို့နယ်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေစဉ်တည်ဆုံခဲ့တယ်လို့သိရပါရယ်ဒါအပြင်ရင်းတိမ်မှမှုကြောင့် အခြားတရားရရှိသူ6ဦးမှလည်းကံမမျိုးနဲ့စေယုံကြီးမှစေကုသမှုခံယူနေရတာဖြစ်ပါတယ်။ဒါအပြင်ယင်တိမမှုကြောင့်အခြားတရားရရှိသူ6ဦးမှလည်းကံမမျိုးနဲ့စေယုံကြီးမှစေကုသမှုခံယူနေရတာဖြစ်ပါတယ်။ရင်တိမမှုကတိတ်ဆုံးသူတွေနဲ့ဒဏ်ရာရရှိသူတွေကိုတော့ဘသူတွေဖြစ်တယ်ဆိုတာကိုစုံစမ်းနေစေတာဖြစ်ပြီးအတိပြုပြောကြားဖို့မဖြစ်နိုင်သေးကြောင်းကံမမျိုးနဲ့ရဲတပ်ဖွဲ့ရဲအရာရှိတအူးကမေလ၁၂ရက်နေ့ညနေပိုင်းမှာပြောကြားခဲ့ပါဗျာ။